လူအသေးပြောက်များသောနဲ့အဆိုးရွားသောလေရင်ပြတ်ကျမှုလေးခုပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းများចောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့ရက်နှဲငယ်လောက်ကအိန္ဒိယမှာအဲအိန္ဒိယလေရင်ပြတ်ကျခဲ့တဲ့အကြောင်းကိုပြည်သက်များအားလုံးလည်းသိထားကြပြီသားဖြစ်မှာပါအဆိုးဝါဖြစ်ရကြောင်တည်ဆုံးခဲ့ရသူတွေကအဆောင်မှာထမင်းစားနေတဲ့စေချောင်းသားတွေပါဝင်ဆိုရင်အယောက်300လောက်တောင်ရှိခဲ့ပါတယ်ဒါပေမဲ့ဒါကလူအသေးပြောက်များသောလေရင်ပြတ်ကျမှုတော့မဟုတ်သေးပါဘူး လူသေးပြောက်များသောလေရင်ပြတ်ကျမှု၄ခုကိုတော့ဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးလိုက်ပါတယ်။လိုက်ပါကြည့်ရှုပေးကြပါအောင်။နံပါတ်၁စက်တင်ဘာ၁၇တိုက်ခိုက်မှု2001အမေရိကန်သေဆုံးသူ2996ဦးဒီဖြစ်ရပ်ကတော့2001ခုနှစ်စက်တင်ဘာ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုပါ။အဲကိန်းနောက်အကြမ်းဖက်အဖွဲ့ကလေရင်လေးစင်းကိုပြန်ပေးဆွဲပြီးအမေရိကန်နိုင်ငံရဲ့အဓိကအဆောက်အဦတွေကိုပိတ်မထားတိုက်ခိုက်ခဲ့ပါတယ်။ American Airline Flight 11နဲ့ United Airline Flight 175တို့က နယူးယောက်မြို့ World Trade Center ရဲ့မြောက်နေတောင်မျော်စင်နေတဲ့ဝင်တိုက်ခဲ့ပြီး American Airline Flight 77က Washington DC ရဲ့ပင်လယ်ကုန်းကိုတိုက်မိခဲ့ပါတယ် United Airline Flight 93ကတော့ခီးတဲ့တွေဂျမ်ဖတ်သမားတွေကိုပြန်လည်ခုခံရင်း Pennsylvania မှာပြတ်ကျခဲ့ပါတယ်ဒီဖြစ်မှာလေမော်ကလူတွေပြင်မြေပြင်ကလူပေါင်း2996ဦးသေဆုံးခဲ့ပါတယ်ဒါဟာလေကြောင်းသမိုင်းမှာအကြီးမားဆုံးအကြမ်းဖက်တိုက်ခိုက်မှုပါနံပါတ်1 Japan Airline Flight 123 1985 Japan သိမ်းဆုံးသူ920ဦး1985ခုနှစ်ဩဂတ်၁၂ရက်မှာဂျပန် Airline Flight 123ဟာတိုကျိုကနေအိုဆာကာကိုဦးတည်ပြန်တမ်းရင်းဂျပန်နိုင်ငံဂမ်မာတောင်ပေါ်မှာပြတ်ကျခဲ့ပါတယ်ဒီလေယာဉ်ဟာ Boeing 747ဖြစ်ပြီးနောက်ပိုင်းဖိအားပြဿနာကြောင့်လေယာဉ်ရဲ့အမိပိုင်းပေါက်ထွက်သွားခဲ့ပါတယ်ဒါကြောင့်လေယာဉ်ထိန်းချုပ်မှုဆုံးရှုံးပြီးတောင်ပေါ်ကိုဝင်တိုက်မိခဲ့တာပါလေယာဉ်ပေါ်မှာလူ924ဦးရှိခဲ့ပြီး920ဦးသေဆုံးခဲ့ပါတယ်ဒါဟာလေယာဉ်တစ်စင်းနဲ့ပြတ်ကျမှုအနေနဲ့တမိုင်းမှာအသေးပြောက်အများဆုံးဖြစ်ရပါ အသက်ရှင်ကျန်းသူ၄ဦးသာရှိခဲ့ပါတယ်။နံပါတ်၃ Chakidari Air Coalition 1996အိန္ဒိယတိုက်ဆုံးသူ349ဦး1996ခုနှစ်နိုဝင်ဘာ12ရက်မှာအိန္ဒိယနိုင်ငံဒေလီမြို့အနီးမှာ Sorry Arabian Airline Flight 763နဲ့ Pakistan Airline Flight 1907တို့လေထဲမှာဝင်တိုက်မိခဲ့ပါတယ်။ Sorry Arabian Airline ရဲ့ Boeing 747ဟာဒေလီကနေထွက်ခွာလာပြီး Pakistan Airline ရဲ့ ် Illusion 76ကတော့ဆင်းသက်ဖို့ပြင်ဆင်နေချိန်မှာဖြစ်ပွားခဲ့တာပါဒီဖြစ်ရပ်ရဲ့အဓိကအကြောင်းကလေကြောင်းထိန်းချုပ်ရေးမှာဆက်သွယ်ရေးအမှားနဲ့ကာစစ်စတန်လေယာဉ်မှုရဲ့အမြင့်ထိန်းချုပ်မှုမမှန်ကန်မှုကြောင့်ဖြစ်ခဲ့ရတာပါလေယာဉ်နှစင်းပေါ်ကလူပေါင်း349ဦးအလုံးသေဆုံးခဲ့ပါတယ်ဒါဟာလေထဲမှာတိုက်မိတဲ့ဖြစ်ရပ်တွေထဲမှာအဆိုးရွားဆုံးလည်းဖြစ်ခဲ့ပါတယ်နံပါတ်၄ Turkish Airline Flight 981 1994ပြင်သစ်သေဆုံးသူ346ဦး1994ခုနှစ်မတ်လ3ရက်မှာ Turkish Airline Flight 981ဟာတူရကီနိုင်ငံအစ္စတန်ဘူကနေလန်ဒန်ကိုဦးတည်ပြန်တက်ရင်ပြည်သင်းနိုင်ငံ Paris မြို့နီး Imminabredor မှာပြတ်ကျခဲ့ပါတယ်။ဒီလိုဟာ MC Donald Douglas DC-10 ဖြစ်ပြီးကုန်စည်တင်ဆောင်တဲ့တကားရဲ့ဒီဇိုင်းချုပ်ရင်းချက်ကြောင့်လေယာဉ်ဖိအားပြဿနာဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်လေယာဉ်ထိန်းချုပ်မှုဆုံးရှုံးပြီးပြတ်ကျခဲ့တာပါ။လေယာဉ်ပေါ်ကလူပေါင်း346ဦးအလုံးသေဆုံးခဲ့ပါတယ်။ဒီဖြစ်ရကြောင့် DC-10 လေယာဉ်တွေရဲ့ဒီဇိုင်းပိုင်းကိုပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်